အတွင်းနဲ့ပဲကိုဝင်လာတဲ့ဘသူမဆိုတိတ်ရောက်မယ်ဝင်လင်းကသူ့ရဲ့ညာလက်တီးကိုဆုပ်ကင်လိုက်ပြီးနေပဲတစိ့ခတ်ချင်းပိတ်ဆို့မှုအပြင်ဘက်ကအပြင်ဘက်နဲ့ပဲချင်းချမ်းသူတွေကိုအေးဆက်စွာနဲ့စိုက်ကြည့်လိုက်ပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုကြပါမယ် သူရဲ့အတန်အစ်စရဲလေပြင်းချက်လိုပဲထိုးချိန်မှာခရမုတ်တန်တခုကရှေးဟောင်းကျက်စုစနစ်ကနေအလင်းမြန်နဲ့ထွက်ပေါက်လာပြီးနေပယ်တစိ့ခတ်ချင်းပိပင့်တားစင်းမှုအစင်အပေါက်ကနေတစင်းအတွင်းနေပယ်ထဲကိုဝင်ရောက်လာပါတယ်ထိုးခရတန်အကြောက်လန့်နေကြဖြစ်နေတဲ့အပြင်နေပယ်ကကြီးညံ့သူတွေရဲ့တတိယလိုင်းကိုလိုထားစီသူလိုဖြစ်ပြီးသူတို့ကဝင်လင်းကိုရှုပ်ထွေးတဲ့အခြေအနေနဲ့ကြီးလိုက်ကြပါတယ်သူတို့ကဝင်လင်းရဲ့ပုံမှန်သဏ္ဍာန်ကိုသူတို့ရဲ့နှလုံးသားထဲမှာဆွဲမှတ်လိုက်ကြပါတယ်မျက်စိတမဲ့တွေမှာပဲတတိယလိုင်းကြီးညံ့သူတွေက တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားခဲ့ကြပြီးနေပယ်တစိုက်ခတ်ခြင်းပိတ်ဆို့မှုစီကိုဆက်တိုးမွင့်ကြတော့ပါဘူးသူတို့ကရှေးရောင်းကျက်စုစနစ်ထဲကိုပြန်လဲပြန်တန်းသွားကြပြီးထိုခရတန်ကအတွင်းနေပယ်ထဲကိုဝင်ရောက်လာကအပြင်နေပယ်အချင်းညတ်သူတောင်းချီရာကြားလိုက်ရပါတယ်သူတို့ကနေပယ်တစိုက်ခတ်ခြင်းပိတ်ဆို့မှုအပေါက်စီကိုပို့ပြီးတော့မြန်မြန်ဆုတ်ခွာသွားကြပါတယ်ဝမ်လင်းနဲ့အတွင်းနေပယ်ကသူတို့ရဲ့နှလုံးသားပေါ်မှာခြံထားခဲ့တဲ့အရေးမဲကြီးဟာထာဝရတရှိနေတော့မှာပါသူအရင်ဝယ်လင်းကနေပယ်ဈေးခတ်ချိန်ပိတ်ပင်တားစီမှုအစီရင်ရဲ့အပေါက်မှာရက်နေပါတယ်။သူကတတိယလိုင်းကိုဝင်းမလောင်တားစီထောင်းတာမကအခုဆိုရ င်အတွင်းနဲ့ပဲထဲကိုဝင်ရောက်လာခဲ့တဲ့အပြင်နယ်ပယ်တင်းကျပ်သူတွေအတွက်တခုတည်းသောထွက်ပြေးလူမျိုးရလမ်းကြောင်းကိုပါတွေ့ဝိုက်တဲ့နေနဲ့ပိတ်ဆို့ထားလိုက်ပါပြီမင်းတို့အားလုံးကငါအတွင်းနဲ့ပဲတိမ်ပင်လေတင်းကျပ်သူတောင်းချီကိုတက်ဖြတ်ခဲ့ကြတယ်မင်းတို့ငါဘလို့လုပ်ပြီးတော့အလွယ်တကူနဲ့တွားခွင့်လာခွင့်ပေးနိုင်ပါလေဝန်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်ကဖြစ်ပြီးသွားပြီးသူကခြေတလန်းတော့တော့မဆုပ်ခဲ့ပါဘူး ကောင်းကင်တခွင်ရာကျဉ်းကျန်းသူတွေစင်ခေါမေကကျဉ်းကျန်းသူတွေကြံရှိနေသေးတဲ့တိမ်ပင်လေရာကျဉ်းကျန်းသူထောင်ကလန်းနဲ့ဟိဟောင်းနေတဲ့အစိပ်ပင်လေကြီးချင်းသားကြီးတောင်းချီလိုကအားလုံးကနောက်ဆုံးနေတဲ့အပြင်နယ်ပယ်ရာကျဉ်းကျန်းသူတွေစီကိုတိုးဝင်သွားကြပါတယ်မိဟိန်တန်နေရာထပ်ပေါ်လာတဲ့အမျှအပြင်နယ်ပယ်ရာကျဉ်းကျန်းသူတွေကပုံမူပြီးတော့တည်ဆုံးသွားပါတယ်မျောလင်းချက်ကိမဲ့ချင်းကသူတို့ရဲ့အတွင်းထဲကနေယူသူရဲစိတ်တစ်ခုကိုပောက်ကွဲထွက်လာစေပြီးသူတို့ကဝင်လင်းရှိနေတဲ့အပေါက်စီကိုတိုးဝင်သွားကြပါတယ်သူတို့ကထွက်သွားချိန်မှာလေသူတို့ကရှေးအောင်ချက်ဆူစနစ်စီကိုပြန်သွားချိန်မှာလေ ချင်းညံသူတောင်းချီဟာအပေါက်စီကိုတိုးဝင်သွားပြီးအတွင်းထဲဘေးကချင်းညံသူတွေကသူတို့နောက်ကနေလိုက်နေကြပါတယ်။ထိုအချိန်မှာချင်းညံသူအလုံးကဝင်လင်းရှိနေတဲ့နေရာစီကိုတိုးဝင်လာကြပါတယ်။နမ်မီရဲ့နေရာပြန့်နှံ့သွားပြီးတိုးဝင်လာတဲ့အပြင်ဘက်နဲ့ပဲချင်းညံသူအလုံးကနမ်မီရဲ့အကြောင်းမီးလောင်ကျွမ်းသားကြပါတယ်။တောင်ပိုင်းတင့်အရှင်သခင်ကပြပြမှုရဲ့အနှစ်ကွေးဆုံးအပိုင်းကိုအပိတက်လိုက်ပြီးဖြစ်ပြီးအဆုံးသက်ခန့်နေနေပါပြီ။နေပယ်တစိုက်ခတ်ချင်းပိတ်ဆို့မှုရဲ့အပေါက်က ဖြည်းဖြည်းနဲ့ပိတ်လာတာကြောင့်အပြင်ဘက်နဲ့ပေရချင်းညံသူတွေကပုံမိုပြီးတော့ယူသွတ်လာပါတယ်။သူတို့ကဆက်လက်ချင်းကလာနေချိန်မှာပဲဝန်လင်းရဲ့နံမီးရန်ကတောက်လောက်နေပါတယ်။ဘဲချင်းညံသူမဆိုဝန်လင်းရဲ့ပင်ကားထောက်အနီးကိုမကတ်နိုင်ကြပါဘူး။သူကကောင်းကင်ကိုတစိမ့်ခတ်ထားတဲ့တကားတစ်ချက်လိုအိမ်မှာရပ်နေပါတယ်။ဘသူကမှဖျက်ချော်လို့မရပါဘူး။အေးဆက်တဲ့မျက်နှာထားနဲ့ကောင်းလေးရလေကောင်းကင်အကရီနဲ့အပြင်ပန်းနဲ့ပင်မှာရှိနေတဲ့တတရားအစင်ချင်းညံသူတွေရလေစိုးရိမ်နေကြပါလေဒိုးရရင်အရှင်သခင်ဟုန်ရှမ်းနဲ့သူ့အဖွဲ့ရတားဆီးထားတာကြောင့် သူတို့ကလည်းဘာမှမလုပ်နိုင်ကြပါဘူးထိုတိုက်ပွဲကဝန်လင်းကသူ့ဘွားတစ်လျှောက်လုံးမှာမြင်တွေ့ခဲ့ရတဲ့ဘေးရာထမဆူပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်ဝန်လင်းရဲ့တပြည့်လူစိမ့်နေတော့သူကဝန်ထဲခြေခွဲမှုကိုခံစားနေရပါတယ်သူကသူ့ရဲ့ညာဘက်လက်ကိုမြောက်ပြီးဝင်ရင်လိုက်တော့ရှေးအောင်ရွက်ဆယ်ရွက်ကျော်ကအပြင်နယ်ပေရချင်းညက်သူတွေစီကိုထွက်ပေါက်သွားပါတယ်ထိုရွက်တွေကဒစိမ့်ဆွဲလောက်ကျော်ဖွဲ့စည်းပြီးထိုအပြင်နယ်ပေရချင်းညက်သူတောင်းချီကိုထမပြေးမလွတ်အောင်လို့တားဆီးလိုက်ပါတယ် ကောင်းကင်တခွင်ကျဉ်းကျန်းသူတွေစင်းခော့မြစ်ကမင်းပြို့ကျဉ်းကျန်းသူတွေနဲ့တိမ်ပလင်ရကျဉ်းကျန်းသူထောင်ကနေရဲ့မျက်လုံးတွေကတပြက်လူစိမ့်နဲ့နေရဲနေကြပြီးသူတို့ရဲ့တည်ဆုံမှုနဲ့ဒဏ်ရာတွေကလည်းများပြားလာပါတယ်အစိပ်ပင်လယ်နဲ့ချင်းသားရဲ့ကြီးတွေအတာမရှိခဲ့ရင်ထိုတိုက်ပွဲကသူတို့အတွက်ပိုပြီးတော့ခက်ခဲပါလိမ့်မယ်အပြင်နယ်ပယ်ရလာတဲ့မင်းတို့အားလုံးကိုငါတည်စေချင်တယ်မင်းတို့ထဲရတယောက်ကမှထွက်သွားမှာမဟုတ်ဘူး ဝန်လင်းရဲ့စကားတွေအားတန်တိမ့်တန်နဲ့ပြင်းထန်နေပါလေရှင်ရောင်အရွက်တွေအားထွက်ပေါက်လာပြီးတဲ့နောက်သူ့ရဲ့ညာလက်ကအလင်းမြန်တဲ့လက်စိတ်တွေကိုဖွဲလိုက်ပြီးအစုံမဲ့ကန့်သက်ချက်တွေအားပေါ်ထွက်လာပါတယ်။ဒစိတ်ခက်ခန့်လိုက်ရတဲ့အပြင်းနဲ့ပဲချင်းညံ့သူတွေအားတပြက်မှုတွေဆက်လက်ဖြစ်ပေါ်နေချိန်မှာမျောလင်းချက်ကင်းမဲ့ခြင်းနဲ့ပြင်းထန်သွားပါတယ်။ဒီလိုဖြစ်မဲ့မှန်တာတီးခဲ့ရင်သူတို့ကအတွင်းနဲ့ပဲတဲ့ကိုခြေတလန်းတော့လမ်းရင်းမှာမဟုတ်ပါဘူး။ဝန်လင်းရဲ့ညာဘက်ကကန့်သက်ချက်တွေမပေါ်ထွက်လာခင်မှာပဲရှင်ရောင်အကျဆူစနစ်ကနေတပြင်းချတဲ့တစ်ခုအားထွက်လာပါတယ်။ ြီးတော့တပင်းချတန်တဲ့အတူအပြောင်းအလင်းတစ်ခုကထွက်ပေါ်လာပါတယ်အပြောင်းအလင်းထဲကနေလူတစ်ယောက်ကဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာပါတယ်ဝလင်းကထိုတပင်းချတန်တဲ့အရန်အုံးမှရင်းနှီးပါတယ်ထိုတန်ဝန်ချတဲ့အခါသူ့ရဲ့စိတ်ထဲမှာလေးလံသွားပါတယ်သူကခေါင်းကိုလှည့်ပြီးအလင်းမြန်နဲ့ကောင်းမွန်လာနေတဲ့နေပယ်တစိုက်ခတ်ချင်းပိတ်ပင်တားစီမှုအစီရင်ကိုကြည့်လိုက်တော့အပြောင်းအလင်းထဲကနေလျှောက်လာနေတဲ့တလက်ပါအရွယ်လူတစ်ယောက်ကိုမြင်လိုက်ရပါတယ်သူတို့ပြန်လာခွင့်ပေးလိုက်တလက်ပါအရွယ်လူကဝလင်းကိုကြည့်ရင်ဖြင်းချင်းစွန့်နေပြောလိုက်ပါတယ်တော်ရှင်သခင်အပြောင်းအိမ်မက် နေပယ်တစိုက်ခတ်ခြင်းပြိပင့်တားဆီးမှုအစီရင်ကိုပြပြနေတဲ့တောင်ပိုင်းတိန်အရှင်သခင်ရဲ့မျက်စံတွေကကျုပ်သွားပါလေ။တောင်အရှင်သခင်အပြောင်းအိမ်မက်ကစမ်းကျဲလီဟာနဲ့အစင်ရဲ့အထုံးထဲကိုရောက်နေပြီဖြစ်လို့သူကရှင်ပြနေမှာမဟုတ်ပါဘူး။စမ်းကျဲလီဟာနဲ့အထုံးထဲအစင်ချင်းချင်းသူတယောက်ရဲ့စွမ်းအားကစိတ်ကူးနဲ့မမီနိုင်အောင်ကြောက်မောက်ဖွေရကောင်းလုံးပါလေ။အရှင်သခင်၅ရောက်ထဲမှာ နဆိုးသခင်ကိုစင်ကောင်းကင်နဲ့တော်ဝရှင်သခင်မြောင်ရင်တို့ဝါနောင်တော်ဝရှင်သခင်အပြောင်းအဝအိမက်နဲ့မရှင်နိုင်ပါဘူးသူတို့ရဲ့ချင်းချက်မှုအစိမ့်မှာတင်းငဲ့တဲ့ခြားနှက်ချက်လေးတစ်ခုပဲရှိပေမဲ့အဲ့ဒီတင်းငဲ့တဲ့ခြားနှက်ချက်လေးကချောက်ကမ်းပါးကြီးတစ်ခုလိုပါပဲ ်ဧကရရဲ့အစီအစဉ်တွေကိုပြောင်းလဲစင်နေတဲ့သူကလုံးဝမရှိသလောက်ပါပဲမြောင်ရင်ကလည်းမလုံနိုင်ပါဘူးကိုးစင်ကောင်းကင်ကလည်းမလုံနိုင်ပါဘူးဒိုးဝရင်အပြောင်းအိမ်မက်ကတော့လုံနိုင်ပါတယ်အေးဆက်တဲ့မျက်နှာထားနဲ့ကောင်းလေးနဲ့တိုက်ခိုက်နေတဲ့အရှင်သခင်ဟုန်ရှန်ကလည်းတည်ကြည်သွားပါတယ်တောင်းအရှင်သခင်အပြောင်းအိမ်မက်ကအရန်ဝမှာနမဲကြီးလုံးပါတယ်ဝန်လင်းရဲ့ညာဘက်လက်ကတက်လက်ပံအရွယ်လူကိုကြည့်ရင်ခဏတရက်တန့်သွားပါတယ်တပြက်တန်နေရသူ့ရဲ့နားထဲမှာမိဟင်းနေတော့မှအချိန်တော်ကြာပြီးရတော့သူကခေါင်းကိုခံရလိုက်ပါတယ် ငါမင်းကိုမတိုက်ချင်ဘူး။အရင်ကမင်းပေါ်ငါရဲ့ကျင်နာမှုတွေကြောင့်သူတို့ကိုပြန်လာခွင့်ပြုလိုက်ပါ။ငါရဲ့ရှေးဟောင်းကျစ်စစ်စနစ်ကဒီပထမတိုက်ပွဲမှာရှုံးနိမ့်သွားပြီ။အခု ငေါ့ကိုအတင်းအကျပ်မလုပ်ခိုင်းနေတော့တလက်ပိုင်ရွယ်လူကတည်ငြိမ်ပြီးသူ့ရဲ့အတန်အမပြင်းထန်ပေမဲ့ငင်းဆန့်လို့မရတဲ့ဖီးယားတစ်ခုနဲ့ပြင်းထန်နေပါတယ်တပြတ်တန်နေရဖြည်းဖြည်းချင်းရက်တက်သွားပါတယ်အရှင်သခင်ဟုန်ရှမ်းနဲ့သူ့အဖွဲရလွဲပြီးကျန်တဲ့လူအလုံးကဝန်လင်းပေါ့အာယုံဆိုင်ကသူ့အဖြစ်ကိုစောင့်နေကြပါတယ်ဝန်လင်းကအတွင်းနဲ့ပေရာချင်းညက်သူတွေကိုဒစိတ်ခန့်နေမိအရှင်သခင်အဖြစ်လေးစားမှုကိုရရှိအောင်လှုံ့ဆော်ပြီးသွားပါပြီသူ့ရဲ့ချင်းညက်မှုအစဉ်အာအရှင်သခင်ဟုန်ရှမ်းလောက်မမြင့်ပါပေမဲ့သူတို့အတွက်တော့သူကဒစိတ်ခန့်နေပဲအရှင်သခင်ဖြစ်ထိုက်ပါတယ်ဝန်လင်းကတလက်ပိုင်ရွယ်လူကိုကြည့်ရင်တိတ်တဆိတ်နဲ့စဉ်းစားနေ ပြီးခနာအကြမှာသူကလက်နှစ်ဖက်ဆုပ်ကသူ့ရဲ့ညလုံးထဲမှာတန်နိမ့်တန်ခိုင်မာတဲ့အချီတစ်ခုကပေါ်လာပါတယ်သူ့ရဲ့ညာဘက်လက်ကိုဝင်ရင်လိုက်တော့ကန်သက်ချက်တန်ပေါင်းများစွာပေါ်ထွက်လာပြီးအီယာမထီယိုကြီးဖြစ်စူးစီးသွားပါတယ်ထီယိုကပေါ်လာတဲ့အခါထီယာဖြည်းဖြည်းချင်းပွင့်လာပြီးနေပယ်လောင်ကျွမ်းထီယာရုတ်တရက်ပေါ်ထွက်လာပါတယ်တောင်အရှင်သခင်အပြောင်းအဝအိမ်မက်ကဝင်လင်းကိုနည်းနည်းစွာနဲ့ကြည့်ပြီးတပင်းချရင်ခေါင်းကိုခံလိုက်ပါတယ်ငါသမီးကြောင့်ငါမင်းကိုနီးပညာတွေနဲ့ကောင်းကင်ဧကရီရဲ့တိုက်ခိုက်မှုကိုရှောင်ရှားဖို့ တောင်းနိပညာတစ်ခုကိုသင်ပေးခဲ့တယ်။အဲ့ဒါပထမအချိန်။ဧကရရဲ့ရေရင်းနေရလာမင်းကိုမြားချင်းရဒုတိယအချိန်။ဒီနေ့ရတတိယအချိန်။ဒါပေမဲ့ဝန်လင်းမင်းမထားမှာစရုထအချိန်ဆိုတော့ရှိတော့မှာမဟုတ်ဘူး။စရုထအချိန်မှာငါတိုက်ခိုက်ရလိမ့်မယ်။ တော်ရှင်သခင်အပြောင်အိမ်မက်ကသူ့ရဲ့အကြီးကိုရုပ်သိမ်းပြီးလက်ထွက်သွားပါတယ်။သူကအရာအလုံးကိုလိလုရှုပြီးအပြောင်အလင်းတစ်ခုအဖြစ်ပျောက်ွယ်သွားပါတယ်။သူကပျောက်ွယ်သွားချိန်မှာနေပယ်လောင်ကျွမ်းထီရလုံးဝပေါ်ထွက်လာပါတယ်။ထီရမပွင့်သေးပေမဲ့ထာဝရဖြက်စီးနိုင်တဲ့မီးရန်တစ်ခုကပေါ်ထွက်လာပါတယ်။တော်ရှင်သခင်အပြောင်အိမ်မက်ပျောက်ွယ်သွားတဲ့နေရာကိုကြည့်ရင်သူ့ရှိမှာအမျိုးသမီးတစ်ယောက်ရဲ့အရေးအုံကပေါ်လာပါတယ်။အမျိုးသမီးကခေါင်းခံရင်နှင်သာစွာနဲ့ပြုံးနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းရာချီရစကားတွေကသူ့ရဲ့စိတ်ထဲမှာပေါ်လာပါတယ်။ငါတို့တွေရော တယောက်နဲ့တယောက်မိလိုက်ကြရအောင်အသက်ဆိုရင်ဆုံးရှုံးမှုကြောင့်အမျိုးသမီးရဲ့အယောင်ကမှိန်ဖြောက်သွားပါတယ်ဝန်လင်းရဲ့ခန္ဓာအသက်ဆိုရင်အားလုံးကနေပယ်လောင်ကျွမ်းထီးတဲ့ကိုစီးဝင်သွားပြီအဲ့ထီးကိုဖိမိုးအတွက်အထောက်ကူဖြစ်မဲ့အင်အားတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်မိဟိန်းတန်နေရာထွပေါ်လာပြီးနေပယ်လောင်ကျွမ်းထီးရဖြည်းဖြည်းနဲ့ပွင့်လာပါတယ်အဖက်ဆွန်ကအချိန်ကမိရဲ့နေရာထွပေါ်လာပြီးထိုးနေရာကိုလွှမ်းခြုံသွားပါတယ်မရေမထွက်နိုင်တဲ့ကျဉ်းကျဉ်းသူတွေကမိပိလက်ထဲမှာရုန်းကန်နေကြပြီးသူတို့ရဲ့ပုံပြဲနေတဲ့မျက်နှာတွေကဝန်လင်းရဲ့မျက်လုံးတွေကိုထိုးဖောက်သွားသလိုပဲပထမတိုက်ဝဲရရှေးအောင်ထီးကြီးပွင့်လာပြီးနှစ်ဖက်စလုံးအကြီးကြီး ဲ့ထိခိုက်တိုက်စုံမှုတွေနဲ့အဆုံးသတ်တော့မဲ့ပုံပါပဲဒူဝါရင်ထိုးချိန်မှာပဲဝမ်လင်းရဲ့စိတ်ကိုတုံလုံးစီတဲ့တဖက်လူစိတ်တစ်ခုကရှေးအောင်ချက်ဆူစနစ်ကနေထွက်လာပြီးဝမ်လင်းရဲ့မျက်ခုံးကျနေရာကိုပိတ်မှတ်ထားလိုက်ပါတယ်ဝမ်လင်းရဲ့မျက်လုံးတွေကချင်းမြောင်းသွားပြီးပေတထောင်အောက်ပဲကျန်တော့တဲ့နေပယ်တစိမ့်ခတ်ချင်းပိတ်ပင်တားဆီးမှုအစီရင်အပေါက်ကိုကြည့်လိုက်ပါတယ်သူကလူတစ်ယောက်ကိုမြင်လိုက်ရပါတယ်အဖျော်ဝေးဝင်ဝေထားတဲ့လူတစ်ယောက်ထိုလူကလေးတလုံးကိုကင်ထားပြီးထိုရာဝမ်လင်းကိုချိန်ဝင်ထားပါတယ်အေကရီရဲ့ပထမအုံးဆုံးတစ်ပတ်ဖန်ယီဝမ်လင်းကထိုလေးကိုအရင်ကမြင်မှုပါတယ် တောင်ချီလီကွမ်ရှေယောင်အမိတော်ရဲ့ဘေဘက်မျက်လုံးကိုပြစ်ချခဲ့တဲ့လီ ဖန်တီးမှုရဲ့အထွန်းထိပ်လို့သတ်မှတ်နိုင်တဲ့ကောင်းကင်ကိုတုံလို့ဆင်နိုင်တဲ့သဘောလုံးယတနာတစ်ခုထိုးရာရှင်းအောင်အမိတ်တော်ရဲ့အစွမ်းထက်တဲ့တောင်းနီးပညာအောင်တော်ထိုးဖောက်သွားခဲ့ပါတယ်သူရဲ့ဇာတိမိဘထားတဲ့ခန်းစားချက်တွေကိုယူဆောင်သွားခဲ့ပြီးသူရဲ့မှန်းညံတဝက်ကိုဖယ်ရှားပစ်ခဲ့တဲ့အစွမ်းထက်တဲ့လီးတလက်ပါဝန်လင်းကရှင်းအောင်အမိတ်တော်ဂူတင်းနိုင်နေရပလင်ပေါ်မှာထိုင်ပြီးအိမ်မက်လို့အခြေအနေတစ်ခုထဲကိုဝင်ရောက်ခဲ့တုန်းကလီကွန်ရဲ့လေးရဲ့အစွမ်းကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်အဲ့ဒီမြားတစင်းရလောကကြီးကိုတုံလို့သွားစီဖို့ကလုံလောက်ပါတယ်ဝန်လင်းရဲ့အမြင်မှာတော့နေပယ်တစိုက်ခတ်ခြင်းပြိပင်းတားဆီးမှုအစီအရင်တော်မှာ သူ့ရဲ့စွမ်းရှိမှာခူးခန့်နိုင်စွမ်းမရှိပဲပြိုလဲသွားပါလိမ့်မယ်ထိုလေးရထိုကဘာလောကနဲ့မသက်ဆိုင်ပါဘူးထိုရရှင်ရောင်အမိတော်ရဲ့ဇာတိမီယာအရေးကြီးတဲ့ယတနာတစ်ခုပါထိုရကောင်းကင်စန်းကျင်ပဒေးစီနဲ့ပြတ်သုံးချင်းမီယာတန်လိုင်းအပြောင်ပြီးရင်ဝင်လင်းကမြင်တွေ့မှုသမျှထဲမှာအပြင်းထန်ဆုံးသောယတနာပါဒီလိုယတနာမျိုးကိုဝင်လင်းကဘယ်လိုလုပ်ပြီးတော့မကြောက်ရွံ့ပဲနေနိုင်ပါလေသူ့ရဲ့မျက်စက်နေရာချုပ်သွားပြီသူ့ရဲ့ခန္ဓာအနှံ့ကိုပြောင်းမပြတ်တတ်တဲ့အိဆက်မှုကအပြန့်နဲ့သွားတာကိုခံစားလိုက်ရပါတယ်သူ့ရဲ့မျက်ခုံးကြားကနေနာကျင်မှုလိုင်းနေရာတော့ထပ်ပေါ်လာတာကိုခံစားလိုက်ရပါတယ်သူ့ရဲ့ခန္ဓာရဲ့အမွှေးမြ ြင့်အလုံးကထုံထောက်သွားပြီးအသက်နဲ့တည်ခြင်းကိုခံစားရတဲ့အတိတ်ခုကသူ့ရဲ့နှလုံးသားထဲမှာပေါ်လာခဲ့ပါတယ်။ထိုခံစားချက်ကသူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုပြန့်နှံ့သွားပါတယ်။ဒီလေးကိုအရင်တုန်းကရုံခုနှစ်ပါးတော်ဝပညာရှင်ရောက်ယူသွားတာ။အခုတော့သူ့ရဲ့လက်ထဲကိုရောက်နေပြီ။ဒီလူကဧကရိရဲ့ပထမဦးဆုံးသောတပည့်ဧကရိကရုံခုနှစ်ပါးတော်ဝပညာရှင်နဲ့မြဲပတ်သက်နေရလား။ ဝလင်းကအဖျော်ဝဲလူငယ်ကိုအေးဆက်တဲ့အကြည့်နဲ့စိုက်ကြည့်လိုက်ပါတယ်လေးရသူ့ရဲ့အသက်စွမ်းအင်တွေကိုစိုးရိမ်နေတာကြောင့်လူငယ်ရဲ့မျက်နှာအလင်းမြန်နဲ့အုံမင်းရှင်းအောင်လာနေပါတယ်သူကသူ့ရဲ့အသက်စွမ်းအင်ကိုအသုံးပြုပြီးလေးကိုအတင်းကျက်နဲ့ဆွဲတင်နေရပါအယောင်ခဏပါတာဝပညာရှင်ရလွင်ထိုလေးရဲ့မူလစိမျိုးကိုသိပြီးထိုလေးရဲ့အဆုံးကိုမြင်ဘူးတဲ့တူးရဲသောလူကဝလင်းပဲဖြစ်နိုင်ပါတယ် သူ့ရဲ့မျက်လုံးထဲမှာပေါ်လာတဲ့တီကြီးတဲ့အမူအရာအခြားလူတွေအတွက်တော့ရှုပ်ထွေးမှုများစွာကိုဖြစ်ပေါ်စေပါတယ်။အပင်လူတွေရဲ့အမြင်မှာတော့အဖျော်ဝဲလူငယ်ကနိဗ္ဗာန်အမြင်အောင်အစောပိုင်းအဆင့်မှာပဲရှိသေးပြီးသူ့ရဲ့လက်ထဲကလေးရလေတမန်လေးတလက်လိုပဲဘာလိုင်းကဲအောင်မှထုတ်လို့မနေပါဘူး။ဝန်လင်းရဲ့တီကြီးတဲ့မျက်နှာအမူအရာသူ့ရဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီးသူ့ကိုဗလာနိုင်တဲ့အခြေအနေတစ်ခုထဲကိုဝင်ရောက်သွားစေလိုက်ပါတယ်။အခြားအရာအလုံးကပျောက်ကွယ်သွားပြီးဖြင်းချင်းစွာနဲ့ဆွဲတင်နေတဲ့လေးတစ်ခုထဲကပဲကျန်တော့ပါတယ်။ကံကောင်းစွာနဲ့ပဲထိုလေးမှမျှမရှိပါဘူး။တစ်ခုတည်းသောမျှရှေးအောင်အမိတော်ရဲ့ဘေးဘက်မျက်လုံးကိုယူဆောင် င်သွားပြီးရဲ့နောက်လီဟာနယ်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီတုံလုံးချုပ်ထားစီရမြားဆက်ပြီးတော့တီရှိနေသေးလား။ဗမာရှိနေလဲဆိုတော့ဘသူကမှမသိပါဘူး။ဝမ်လင်းကသာသူကအိတ်များကိုရှာတွေးနိုင်ရင်ရှေးအောင်အမိတော်ရဲ့ဘဲဘက်မျက်လုံးကဘယ်ရောက်သွားပြီလဲဆိုတော့ရှာတွေးနိုင်မယ်လို့တွေးလိုက်ပါတယ်။ဒူဝါရင်ထူမြားကဘသူမှမရှိတဲ့နေရာတစ်ခုမှမဟုတ်ခဲ့ရင်လုံတယောက်ကအဲ့ဒါကိုရရှိသွားပြီးကျဲတာတွေကိုတုံလုံးစီလောက်ပါပြီ။ကောင်းကင်စမ်းကျဲဘရေးဆီလိုပဲလူတွေကအဲ့ဒါအတွက်တိုက်ခိုက်ကြရင်ဘေးဒုက္ခတစ်ခုတော့ဖြစ်ပေါ်စေနိုင်ပါတယ်။ဒူဝါရင်အခုချိန်ထိတော့ဝမ်လင်းကမြားနဲ့ပတ်သက်တဲ့ဘေးအောင်မှရှေးအောင်ဌာနရ က်တွေဒါမဟုတ်ပုံမြင်တွေထဲမှာမှမကြောက်ဘူးပါဘူး။ထိုများကခြေရလဲရမကြံပျောက်ကွယ်သွားသလိုပဲမြားမရှိတဲ့လေယာကြောက်စရာကောင်းတော့ဖြစ်ပေမဲ့အတိတ်ကကြောက်စရာကောင်းတဲ့နေတော့မရှိနိုင်ပါဘူး။ထိုအရာမှာသာမြားသာရှိခဲ့ရင်ဝယ်လင်းကထိုလေးချဲရဲ့ပြစ်မှတ်ကနေလွမြောက်ဖို့အခွင့်အရေးလုံးဝရှိနေမှာမဟုတ်ပါဘူး။သူကအဖျော်ဝဲလူငယ်ကိုစိုက်ကြည့်နေပါတယ်။ထိုလူငယ်ရဲ့လှူရှားမှုအားလုံးကဝယ်လင်းရဲ့အမြင်မှာတော့နှိမ့်ကွေးသွားပါတယ်။ဝယ်လင်းကလူငယ်ကသူ့ရဲ့လက်ကိုမြောက်ပြီးလင်းညွန့်ကျွန်းကို လပြုံဝပုံစံအထိဖင်းချင်းစွာနဲ့ဆွဲတင်တာကိုကြည့်နေပါတယ်ထိုအချိန်မှာပဲဝင်လင်းကသူ့ရဲ့မျက်ခုံးကြားကနေပြင်းထန်တဲ့နာကျင်မှုကထွက်ပေါ်လာတာကိုခံစားလိုက်ရပါတယ်ထိုပြင်းထန်တဲ့နာကျင်မှုအောက်မှာဝင်လင်းကတစ်သားတစ်ချောင်းသူ့ရဲ့ဥကောင်းလေးကိုထိုးဖောက်ပြီးအုံနောက်ထဲကိုဝင်ရောက်သွားသလိုခံစားလိုက်ရပါတယ်ဝင်လင်းရဲ့နှဖူးကနေချွေးတွေကထွက်ကြလာပါတယ်ထိုအရာအလုံးကမျက်စိတမိတ်အတွင်းမှာဖြစ်သွားတာပါဝင်လင်းကလှဲ့ပြီးလေးကိုဆွဲနေတဲ့အဖျော်ဝဲလူငယ်ကိုကြည့်လိုက်ပါတယ်ဝင်လင်းကထိုလေးကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ခန္ဓာထဲကနေကြောင်မွက်ဖွေရာဟိမ့်တန်တစ်ခုကထွက်လာပါတယ်သူကလှဲ့လိုက်ပြီးသူ့ရဲ့ခန္ဓာကကမ္ဘာလောက ကြီးနဲ့ပေါက်ဆက်သွားတော့မလို့ဝေပါသွားပါတယ်။တစ်ချိန်တည်းမှာပဲဝင်လင်းကသူ့ရဲ့လက်ကိုအလင်းမြန်မြောက်လိုက်ပြီးသူ့ရဲ့ရှေးအောင်နှဖျားကျဲခုနှလုံးကယူမှုနဲ့လေပတ်ကသူ့ရဲ့နှဖူးကနေပြန်ထွက်သွားပါတယ်။ကျဲခုနှလုံးကသူ့ရဲ့ရှေ့မှာလေပတ်နေပြီးအစွမ်းထက်တဲ့ရှေးအောင်နှဖျားအရှိန်ဝါကိုထွက်လွတ်လိုက်ပါတယ်။ရှေးအောင်နှဖျားအရှိန်ဝါပြန့်နှံ့သွားတယ်များရှေးအောင်အမိတ်တော်ဦးခေါင်းကဝင်လင်းရှေ့မှာချက်ချင်းပဲပေါ်ထွက်လာပါတယ်။ထိုအရာအလုံးကမျက်စိတမိတ်တွေမှာဖြစ်သွားတာပါ။ဝင်လင်းကသူ့ထွက်သွားတော့မဲ့အခိုက်တန့်လေးမှာအရာအလုံးကိုအစင်သိပြင်ထားလိုက်ပါတယ်။သူ့ရဲ့တုပ်ပြန်မှုကအရန်အောင်မြန်လွန်းလို့အဖျော်ဝေးလူငယ်ကအန်အသင့်သွားပါတယ်။ တယ်ပြီးတော့သူ့ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းကဖြစ်ပြေးသွားပါတယ်သူကဒီလေးကိုမှတ်မိနေရလား အဖျော်ဝဲလူငယ်ကအဲ့လိုထွေးနေတော့မှပဲလင်းညွန့်ကျိုးကိုကင်နာတဲ့လူငယ်ရဲ့လက်ကရော့သွားပါတယ်ညို့ကျိုးကရော့သွားရတယ်တူဗီတန်တစ်ခုကတိုက်ခတ်သွားပါတယ်အစာပိုင်းမှာတော့အာနေပြီးအစွမ်းထက်တဲ့အလင်းတစ်ခုကလေးပေါ်မှာစူးစီးလာပါတယ်လူငယ်ရဲ့ဘယ်လက်ကမူလာကအသားနဲ့သွေးနဲ့ပြင်းနေပြီမဲ့ထိုခိုက်တက်မှာတော့အသားနဲ့သွေးအလုံးကညှို့ချောက်သွေးလာပါတယ်သူ့ရဲ့ဘယ်လက်ကလမောင်းတစ်ခုထဲမဟုတ်ပဲသူ့ရဲ့ခန္ဓာတစ်ခုလုံးကမမီရုပ်လိုဖြစ်သွားတဲ့အထိအလီမြန်နဲ့ပြန့်နှံ့သွားပါတယ်ဒိုးဝါရင်ထိုရာအလုံးကသူ့ရဲ့ကြီးမားတဲ့ဝင်းရုံအောက်မှာဖုံးကွက်နေလို့အခြားလူတွေကရှင်းရှင်းလင်းလင်းမမြင်နိုင်ကြပါဘူးသူကညှို့ချိုးကိုလှစ်လိုက် ဲ့အခိုက်အတန့်မှာသူ့ရဲ့အသက်ဆွေးရင်အမြောက်များလေးထဲကိုဝင်ရောက်သွားသလိုပဲအလင်းကနုနှင်းအောင်ပုံရင်းအောင်မြားတစ်ခုဖြစ်ပေါ်လာတဲ့အထိစူးစီးသွားပါတယ်လင်းညို့ကြိုးကရောသွားတဲ့အခါထိုများကရှေ့ကိုပြစ်လွတ်သွားပါတယ်ထိုများကအယံဥမမြင်ပါတယ်ထိုရာပင်ငါးရောက်အောက်ပဲကျဲတော့တဲ့နေပဲစိတ်ခက်ခြင်းပိတ်ပင်းတားစီမှုအပေါက်စီ လေဟောင်းနဲ့စီကိုချစ်ချင်းပဲထိုးပေါက်သွားပါတယ်။ပုံရင်းရောက်များအပေါင်းနဲ့နီးကပ်လာနေများအားနည်းတဲ့တဝီတန်ရုတ်တရက်အထုံးထဲကိုရောက်သွားပြီးကောင်းကင်ကိုတော်လို့စီတဲ့ဟိန်းတန်အဖြစ်ပြောင်းလဲသွားပါတယ်။နေပယ်စိတ်ခတ်ခြင်းပိတ်ပင်တားစီမှုအစီရင်အတွင်းအားအတွင်းနဲ့ပဲနဲ့အပြင်နယ်ပယ်ရာချင်းညံ့သူအလုံးကထိုးဟိန်းရောက်တန်ကြောင့်တွန်းလို့သွားပါတယ်။သူတို့ရဲ့စိတ်နဲ့မူလဆွေရင်ကထိုးဟိန်းရောက်တန်ကြောင့်ဆွေယူခံလိုက်ရသလိုပဲထိုးရမေးမတွန်းနိုင်တဲ့ချင်းညံ့သူတွေကိုသူတို့ရဲ့ခန္ဓာတွေကနေသွေးများကိုအထွက်စေခဲ့ပါတယ်။နှစ်ဖက်စလုံးကပြင်းထန်စွာနဲ့ဒဏ်ရာပီးသားချင်းညံ့သူတွေကတော့ထိုးဟိန်းတန်ကိုမခံနိုင်ကြပါဘူး။သူတို့ကသွေးများအ ထုတ်လိုက်ကြပြီးသူတို့ရဲ့မူလဝိညာဉ်တွေကပြုတ်ကွဲကချက်ချင်းပဲတည်ဆုံးသွားပါတယ်ထိုများကနေထွက်ပေါ်လာတဲ့ဟိန်းသံကြောင့်အရှင်သခင်ဟုန်ရှန်တောင်ပိုင်းတင့်အရှင်သခင်နဲ့အခြားတတိယအဆင့်ကျဉ်းညံ့သူအားလုံးကတိုက်ခိုက်တာကိုရပ်တန့်လိုက်ကြပါတယ်သူတို့ရဲ့မျက်နှာပေါ်မှာတုန်လှုပ်တဲ့အမူအရာတွေနဲ့မော်တီလိုက်ကြပါတယ်ကောင်းကင်ဧကတီနဲ့ဆင်းခွန်မြစ်ကခင်းရောက်အိမ်မက်ထုတ်ပဲလေးကိုမြင်တဲ့အခါသူတို့ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုကပေါ်လာပါတယ်အဲ့လေလားအဲ့လေရသူ့ရဲ့လက်ထဲမှာ ပုံရင်းရောအဖြူအောင်များနေပယ်တစိုက်ခတ်ခြင်းပိတ်ပင့်တားဆီးမှုအစီရင်တွင်အပေါက်စီကိုပြစ်လွတ်သွားတဲ့အချိန်မှာတုံလုံးစီအောင်အော်တန်တစ်ခုကထွက်လာပါတယ်ထိုးရတိုးဝင်သွားတဲ့အခိုက်အတန့်မှာပဲနေပယ်တစိုက်ခတ်ခြင်းပိတ်ပင့်တားဆီးမှုအစီရင်ကတော့တုံခါသွားပါတယ်နေပယ်တစိုက်ခတ်ခြင်းပိတ်ပင့်တားဆီးမှုရဲ့အစိပ်ပိုင်းတစ်ခုတည်းမဟုတ်တော့ပဲအတွင်းနေပယ်တစ်ခုလုံးကတစိုက်ခတ်ထားတဲ့နေပယ်တစိုက်ခတ်ခြင်းပိတ်ပင့်တားဆီးမှုအစီရင်တစ်ခုလုံးကပြင်းထန်စွာနဲ့တုံခါလာပါတယ်အရင်ကဆိုရင်ပိတ်ပင့်တားဆီးမှုအစီရင်ဝဉဉုံချက်ချင်းပဲပေါ်လာစေနိုင်ပါတယ်တို့ရရင်အခုမှအယူးမှုစာနာတစ်ခုထွက်လွတ်နေပါတယ်ထိုအယူးမှုဖီအားပ ိပင်းသားစီမှုအစီရင်ဝိညာဉ်တွေကိုနောက်ဆုတ်သွားစီပုံပါပဲသူတို့တွေကပေါ်လာဖို့အတွက်ကြောင်းရုံနေကြသလိုပါပဲနေပယ်ဒစိမ့်ခတ်ချင်းပိပင်းသားစီမှုအစီရင်ကတုံခါသွားချိန်မှာပေ900ကျဲတဲ့ကွာဟာချက်ကအေးခဲသွားသလိုမျိုးပိတ်သွားတာရက်တန့်သွားပါတယ်ထိုရာအဖျော်မြှောက်ဝင်လင်းစီကိုတတမမပြစ်လို့နိုင်အောင်လို့ခွင့်ပြုပေးလိုက်ပါတယ်ဝင်လင်းကအာယုံစူးဆိုင်မှုအမြင့်ဆုံးအချိန်ဒီမှာရှိနေပြီးအဖျော်မြှားလွဲလို့ကျန်တဲ့ရာအလုံးကိုမိထားတဲ့ပုံပါပဲသူကနောက်ဆုံးရင်သူ့ရဲ့ခန္ဓာအလင်းမြန်နဲ့ခြေပြတ်သွားပါတယ်သူ့ရဲ့မျက်ခုံးကြားကနေပြင်းထန်တဲ့နာကျင်မှုက ပြန့်နှံ့လာပါတယ်မမြင်ရတဲ့လက်သုံကသူ့ရဲ့ဥကောင်းခုံကိုဆွဲဖျက်ချင်နေတယ်လို့ပဲအဖြူုံများကနေပဲတစိမ့်ခတ်ချင်းပိတ်ပင်တားစီမှုအစီရင်ကိုဖျက်ကျော်ပြီးဟိန်ဟောက်တန်နဲ့အတူတိုးဝင်လာကဝင်လီနဲ့ပေတတောင်းကွာကိုရောက်လာပါတယ်မြားရဲ့ဟိန်တန်အရန်အုံးမှဆူရှပါတယ်ထိုတန်ထဲမှာတက်ဖြက်လို့တဲ့အငွေတက်အတွင်းနဲ့ပေအားကျဉ်းကျဉ်းသူတွေကိုမျက်နှာဖျော့သွားစေပါတယ်ပေတထောင်အကွာဝေးကတကယ်မပြောပါတော့ပါဘူးဟိန်တန်နေရာပိတ်တင်ထနေတုံးမှာဝင်လီရှိရကျဲခုနှလုံးရှေးအောင်အမိတ်တော်ဥကောင်းကပြင်းပြင်းထန်ထန်ကိုပုံပြတ်သွားပါတယ်ပေါ်ပြလို့မရတဲ့စွမ်းအားတစ်ခုကချင်းကပ်လာ နေတယ်လို့ပါပဲထိုများတက်ဖို့အတွက်ပြစ်လွတ်လိုက်တာပါတခဏလေအတွင်းပါပဲမြားကချင်းကလာပြီးရှေးအောင်အမိတော်ဥကောင်းခွန်လေးကိုထိုးဆိုင်ဝင်ရောက်သွားပါလေမိုးချင်းတန်လိုတုံခါတန်နေရပဲ့နေထပ်သွားပြီးဝလင်းရဲ့ရှေးအောင်အမိတော်ဥကောင်းခွန်တော်မှာကြကြမခံနိုင်ခဲ့ပါဘူးဥကောင်းကိုထိုးဖောက်သွားပြီးမြားဝလင်းစီကိုဆက်ထိုးဖောက်ဖို့အတွက်အသင့်ဖြစ်နေပါပြီဝလင်းရဲ့ခန္ဓာကလောကနဲ့လုံးလုံးလလမပေါင်းဆက်သေးပါဘူးအဖြူအောင်မြားချင်းကလာချိန်မှာတင်းရှင်အကြက်တဲခန်းစားချက်ကပို့ပြီးတော့တိုးပွားလာပါလေဝလင်းကခိုင်မာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီးသူ့ရဲ့လက်ကိုဝင်ရမ်းလိုက် ပါတယ်သူရဲ့ရှေးအောင်နှဖျားခန္ဓာရဲ့လက်ထီကရှေးအောင်အမိတော်ဥကောင်းခွန်နဲ့ကိုဝင်သွားပြီးအဖျော်အရိပ်များကိုဆုတ်ကင်လိုက်ပါတယ်သူရဲ့လက်ထီကအဖျော်အရိပ်များကိုထိလိုက်တဲ့အချိန်မှာပဲဝန်လင်းကသူရဲ့ခန္ဓာထဲကိုအပြင်းနဲ့ဆွာတစ်ခုကဝင်ရောက်လာတာကိုခံစားလိုက်ရပါတယ်သူရဲ့ကြဲခုနှလုံးရှေးအောင်နှဖျားခန္ဓာကိုတော့မှထိုဆွာကိုရင်ဆိုင်မှုခက်ခဲတယ်လို့ခံစားလိုက်ရပါတယ်သူရဲ့ခန္ဓာတုန်ခါသွားပြီးသွေးများအန်ထွက်လာပါတယ်သူကလောကနဲ့တဝက်တစ်ပြည့်ပေါင်းစပ်နေတဲ့အခြေအနေရနေအတင်းချက်ထွက်ခွာခိုင်းခံလိုက်ရပြီးနောက်ဆုတ်ခဲ့ရပါတယ်သူလှမ်းလိုက်တဲ့ခြေလမ်းတိုင်းကပေပေါင်းများစွာကိုလွှမ်းခြုံ ုံသွားပြီးမိုးချိမ့်တန်လိုတုန်ခါတန်အောင်ဖြစ်ပေါ်စေပါလေဝယ်လင်းကပြင်းထန်တဲ့အမူအရာနဲ့မြောင်းတင်းတင်းကျပ်ကျပ်ဆုပ်ကင်လာပြီးပေတတောင်းကျော်နောက်ဆုတ်သွားပါလေထိုးပေတတောင်းကျော်နောက်ဆုံးနေတော့တွေးရရဆက်လက်စီးကြနေပါလေသူကဒဏ်ရနေပြီသားဖြစ်ပြီးအခုတော့သူ့ရဲ့ထိုင်ရာတွေကပို့ပြီးတော့ဆိုးဝါးသွားပါလေမိုးချိမ့်တန်လိုတုန်ခါတန်တွေကထပ်ပြီးတော့ထွက်ပေါ်လာပါလေဝယ်လင်းကအပြင်ပန်းနဲ့ပေရာကျဉ်းကျန်းသူတွေရှေးအောင်တည့်ရက်တွေနဲ့တစိမ့်ခတ်ခံထားတဲ့နေရာတွေကိုခြေချလိုက်ပါလေသူကဝင်ရောက်လာတဲ့အချိန်မှာပဲသူ့ရဲ့ကြောပန်းနဲ့အနေရောက်မြခိုးအများပြားထွက်လာပါလေအပြင်နယ်ပယ်ကျဉ်းကျန်းသူ တယောက်ကအနေအောင်မြို့ခိုးကိုထိမိလိုက်တာနဲ့သူတို့ရဲ့ခန္ဓာခြောက်တွေ့သွားပြီးသူတို့ရဲ့အသက်ဆုံးအားလုံးကဝင်လင်းစီကိုဆွဲယူခံလိုက်ရပါတယ်။ထိုရာအားလုံးကမျက်စိတမိတ်အတွင်းမှာဖြစ်သွားတာပါ။ဝင်လင်းကထိုနီလန်းကိုတုံပြီးမြားကိုခုခတ်နေတော့နယ်ပယ်တစိုက်ခတ်ချင်းပိတ်ပင်တားဆီးမှုအစဉ်အပြင်ဘက်ကအဖျော်ဝဲလူကမျက်နှာညှိုးငဲ့သွားပြီးလေးကိုနောက်တစ်ချိန်ဆွဲလိုက်ပါတယ်။ ဒါနဲ့ပဲပြီးတယ်မီလူငယ်ကထိုစကားလေးလုံးကိုပြောလိုက်တဲ့အချိန်မှာသူ့ရဲ့မျက်နှာလူငယ်တယောက်ကနေအဖိုးကြီးတယောက်ဖြစ်အလီမြန်နဲ့အုံမင်းသွားပါတယ်လေးကိုအပြည့်ဆွဲသလိုဖြစ်နေတဲ့အချိန်မှာသူ့ရဲ့လက်ကရော့သွားပြီးဒုတိယမြောက်အဖြစ်အောင်များပြစ်လွတ်သွားပါတယ်စူးရှားတဲ့ဟိန်တန်နေပဲတစိုက်ခတ်ခြင်းပိတ်ပင်တားဆီးမှုအစဉ်ရဲ့ကွာဟာချက်တွေကိုမြားနဲ့အတူထိုးဖောက်ဝင်ရောက်သွားပြီးဝင်လင်းစီကိုဥတီသွားပါတယ်ဝင်လင်းကမြားတစင်းကိုရင်ဆိုင်နေရတာနဲ့တင်အချိန်တွေကမကောင်းလာပါဘူးမြားနှစင်းဆိုရင်တော့သူ့အတွက်တေးရှင်ကြီးပါဝင်လင်းရဲ့မျက်လုံးတငယ်ကချုပ်သွားပါတယ်ဘယ်ဘက်မျက် လုံးထဲကမိယာအယူမှုနဲ့လဲပတ်နေပြီးသူ့ရဲ့ညာဘက်မျက်လုံးထဲကမိုးကြိုးကလည်းယူသွဆောင်နဲ့လက်စည်းလက်နေပါလေသူ့ရဲ့ခန္ဓာထဲကအနှစ်သာရတွေကရုတ်တရက်ပေါက်ကွက်ထွက်လာပါလေအခုချိန်မှာအများကြီးစဉ်းစားဖို့အတွက်အချိန်မရှိတော့ပါဘူးသူတိတာဒုတိယမြောက်များသာမရောက်လာရင်သူ့ရဲ့လက်ထဲကထုံများအောင်မဖြတ်စည်းနိုင်ရင်သူကတရားတော့မယ်ဆိုတာဟုတ်ပါအယူမှုဖြစ်နေတဲ့အချိန်ဝါတစ်ခုကရုတ်တရက်တိမ်ပင်လဲကျေဆုစနစ်မှာပေါ်လာပြီးတိုးဝင်လာပါလေထိုအချိန်ဝါနီးကလာအချိန်မှာဖနက်မပါတဲ့တလက်ပိုင်းရွှေလူတယောက်ရဲ့အရေးကဝန်လင်းရှိမှာပေါ်လာပါလေဝန်လင်းကထိုဖနက်မ ပါတဲ့လူကိုသိပါတယ်သူကတော့နောက်ဆုံးတစိုက်ခတ်နယ်ပယ်အရှင်သခင်ထာယေလောကတစိုက်ခတ်ထားတဲ့အလုံးမအင်အားကြီးတဲ့တားရဲကြီးပါသူကဘာအကြောင်းကြောင့်မှမသိဒုရီယာမြောင်းကိုရင်ဆိုင်ဖို့အတွက်ရွေးချယ်ခဲ့ပြီးဝလင်းအတွက်အသက်ရှင်ဖို့အဖိုးတန်တဲ့အချိန်ကိုပေးလိုက်ပါတယ်သူကပေါ်လာတဲ့အချိန်မှာပဲကောင်းကင်းကိုတုံခါစေတဲ့ဟိန်းတန်ကြီးတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်သူရဲ့လက်တွေကလက်တစိုက်တစ်ခုကိုဖွဲ့ပြီးဒုရီယာမြားစီကိုခြင်လန်းလိုက်ပါတယ်သူရဲ့လက်တွေကလက်တစိုက်တွေဖွဲ့နေတော့မှပဲထာယေလောရဲ့ခန္ဓာအနှံ့မှာပါလွှာတဲ့အခြေခွန်တွေကပေါ်လာပါတယ်ထိုအခြေခွန်တွေကပါလွှာလာပြီးအနည်းအောင်ဖြစ်ကမကြ ငီမှာပဲသူ့ရဲ့ခန္ဓာကိုဖုံးလန်းသွားပါလေမင်းအတွက်အသက်ရှူချိန်၃ချိန်စာပဲငါချိန်ဆွဲနိုင်တယ် သူ့ရဲ့လက်တွေကမြားနဲ့တိုက်မိတဲ့အချိန်မှာမိုးချိမ့်တန်လို့တုန်ခါတန်ထွက်လာပါတယ်။မြားစီကနေတုံလုံးစီကကောင်းတဲ့စွမ်းအားကသူ့ရဲ့ခန္ဓာထဲကိုဝင်ရောက်လာပါတယ်။သူ့ရဲ့ပါးစပ်ကနေအသွေးတွေကစီးကျလာပြီးသူ့ရဲ့လက်မောင်းတွေကပုံပြတ်သွားပါတယ်။သူကမြားကိုမခံနိုင်တော့ပဲထိုးဖောက်ဝင်ရောက်ခံရတော့မလို့ဖြစ်နေပါတယ်။သူကဟိမ့်တန်တစ်ခုကိုပေးလိုက်ပြီးသူ့ရဲ့ခန္ဓာကတုန်ခါသွားချိန်မှာသူ့ရဲ့ခန္ဓာပေါ်ကအခြေခွန်တွေကလွတ်ထွက်သွားပါတယ်။ထိုအခြေခွန်တွေကရုပ်တရက်ဒိုင်းတစ်ခုအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ဒိုင်းရဲ့အလဲဘူမှာထူးဆန်းတဲ့ရွှေရောင်အခြေခွန်၃ခုရှိပါတယ်။မြားကိုတားဆီးထားတဲ့သူ့ရဲ့လက်တွေကသူ ွေးဆကြနေတဲ့အချိန်လေးအထိပျက်စီးသွားပါတယ်ပြီးတော့ဒုတိယမြောက်မြားအရှိန်နဲ့ထွက်လာပြီးအခြေခွန်နဲ့တိုက်မိသွားပါတယ်ကောင်းကင်ကိုတုန်ခါစီတဲ့တုန်ခါတန်ကြီးကပဲ့တင်ထက်သွားပါတယ်အခြေခွန်တိုင်းကတုန်ခါသွားပြီးအစွန်းဘက်အခြေခွန်တွေကပြုတ်ကွဲသွားပါတယ်မျက်စိတမိတ်အတွင်းမှာရွှေရောင်အခြေခွန်၃ခုပဲကျန်တော့ပါတယ်ထိုရာအသက်ရှူချိန်တစ်ချိန်စာပဲကျပါတယ်ထိုရွှေရောင်အခြေခွန်၃ခုကအသက်ရှူချိန်နှစ်ချိန်စာမှာပြုတ်ကွဲသွားပြီးထိုင်ရလောကခါတိတဲ့အပြုံးနဲ့နောက်ဆုတ်သွားပါတယ်ဒုတိယမြောက်မြားသူ့ကိုပြတ်မှတ်ထားတာမဟုတ်လို့သူကမရှင်နိုင်တဲ့အခါနောက်ဆုတ်ခဲ့ရပါတယ်ထိုင်ရလောကသူ့ ကရီအတိုင်းအသက်ရှူချိန်၃ချိန်စာအချိန်ဆွဲပေးခဲ့ပါလေထိုအသက်ရှူချိန်၃ချိန်ကဝန်လင်းအတွက်တော့အရန်အမအဖိုးတန်ပါလေကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်